အလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဆိုင်ကုန်ဒီပါကျွန်တော်ဒီနေ့ပြောပြမှာကတိုက်ကသတိပေးခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြပေးမယ်တိုက်ကသတိပေးတဲ့တိုက်ကသတိပေးတဲ့အထဲမှာတိုက်ဆက်တွေပေါ့နော်အတိအကျတိုက်ဆက်ရှိရတဲ့တွေပဲယူရတယ်သူတို့သတိပေးတဲ့အခါမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကအများသောအားဖြင့်ကအိမ်မက်ဒေါ်လာကောင်း ဟောအာယုံနမိတ်တော်လာကောင်အဲ့လိုမျိုးသတိပေးကြတာရှိတယ်။ချိုးကြောင်အဲ့လိုမျိုးသတိပေးတာမဟုတ်ဘူး။ဘလိုသတိပေးလဲဆိုရင်အာခေါင်းတရှမ်းကြိုက်တာအာဘဲဘဲတရှမ်းကြိုက်တာညာဘက်တရှမ်းကြိုက်တာကျွန်တော်တို့ဒီ1 byte မှာအစိုင်းနဲ့ပတ်သက်ပြီးတော့မှညာဘက်တရှမ်းကြိုက်တာအာအောင်းတာဘဲဘဲတရှမ်းအောင်းတာအဲ့လိုမျိုးပေါ့ဘိုက်အောင်းတဲ့ပုံစံမျိုးတွေဖြစ်တဲ့ပုံစံမျိုးတွေရှိတယ်။နောက်တစ်ခုကဘာလဲဆိုတော့အာဘလိုပြောမလဲသွေးပေါင်တွေကျတဲ့ပုံစံမျိုးတွေတော့ဖြစ်တတ်တယ်ပေါ့နော်ဖြစ်တတ်တယ်ပြီးတော့နေရင်ထိုင်ရင်ကိုအလိုမကျတဲ့ပုံစံမျိုးတွေဖြစ်တယ်။အဲ့လိုမျိုးပုံစံမျိုးတွေဖြစ်တယ်ဆိုရင်ကိုကဘလိုပြောမလဲစိတ်ယုံစိတ်ကနေလဲသွားပြ နော်စေအောင်စိတ်ကိုင်းလက်သွားပြတခုခုဆိုလဲသွားပြပြတဲ့အခါမှာကိုကမပြောက်ခင်းဘူးတခုခုစိတ်ထဲမှာလဲလိုလိုအပ်နေတယ်ဆိုရင်အဲ့ဆိုရင်တော့ဒီဗီဒီယိုကတိုက်ဆက်ရှိတဲ့သူတွေကိုလဲကိုကလည်းတိုက်ဆက်ရှိရလို့လဲတိထားရမယ်နော်အဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကတိုက်ဆက်ရှိတဲ့သူတွေကိုယူရယူရတယ်လို့ပြောလို့ရတယ်နော်စေယုံစေကန်းနဲ့လက်ပြမယ်ဟိုကိုဘာဖြစ်နေတာလဲလူဆိုတော့အသွေးနဲ့အသားနဲ့တိစောက်ထားရတဲ့အကြောင်းမလို့အဲ့လိုမျိုးတော့ဖြစ်မှာပဲနော်သဘောပေါက်လားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောချင်တာကအာအရင်ဆုံး လိုမျိုးပြမယ်ပြပြီးတော့မှဒီဟာကိုယုံတင်တာယုံမယ်ပြောမယ်ဆိုရင်အဲ့ဒါဘယ်လိုလဲဆိုတော့ကောင်းတချမ်းကြိုက်တယ်ကြိုက်တယ်ဆိုရင်အဲ့လိုမျိုးကြိုက်တဲ့ပုံစံမျိုးတို့ယောဂတကူဖြစ်တယ်အကျိတ်ဖြစ်တော့လကောင်းအရင်ဘက်ထဲမှာခလုခလုတော့လကောင်းအဲ့လိုမျိုးတွေဖြစ်တယ်ဆိုရင်တို့ကဘယ်လိုမျိုးကိုပြတာလဲဆိုရင်ကျွန်တော်ပြပြပေးမယ်အဲ့ဒီဟာနေပတ်သက်ပြီးတော့ဒါပေမဲ့ ဲ့လိုမျိုးလုတ်ပေးပြီးသွားရင်မပြဘူးနော်လုံးဝပြန်ဖြစ်တဲ့ပုံစံမျိုးတို့ကဘာလဲဆိုတော့တယ်လီဖုန်းလိုမျိုးပေါ့အာအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလို့စီချင်တာလဲဆိုတဲ့ပုံစံမျိုးဒါကျွန်တော်ပြပြမယ်ကောင်းတချမ်းကြိုက်တာကောင်းတချမ်းရဲ့ညာဘက်ချမ်းကြိုက်တယ်ဆိုရင်တို့တက်ယူဆိုပြီးတော့မှကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပြုလုပ်ပေးစီချင်လို့ပြုလုပ်ပေးစီချင်တဲ့ပုံစံမျိုးတွေရှိတယ်တို့တက်ယူဆိုပြီးတော့ကိုစားကုသိုလ်ကောင်းမှုပြုပေးစီချင်လို့အလွယ်နည်းနဲ့မှတ်မယ်ဘဲဘက်တချမ်းလှုပ်တယ်ဘဲဘက်တချမ်းကြိုက်တယ်ကြိုက်တယ်စေးတွေပါလဲတအားအောင်နော်ကျွန်တော်ပြောပြသွားပြီဘဲဘက်တချမ်းကြိုက်တယ်ဆိုရင်ကျွန်တော်တို့ကအော်ဘယ်လိုပြောရမလဲဆိုတော့ ပုံကိုရီတာမဟုတ်ဘူးခနဲ့သားသမီးရဲ့အကျိုးတစ်ခုခုကိုကဲတင်ပေးစေချင်တာအာသူတို့တဆန်စီစီစားလူပေးတာတော့လာကောင်းသူတို့တသူတို့ကိုအဝိထယ်လူပေးတာတော့လာကောင်းတရဝါရီဆိုရင်ခွေးတိရစ္ဆာန်အာတိရစ္ဆာန်တရဝါရာကုန်ပါပြီသားသူတို့ကိုတစ်ခုခုလူပေးစေချင်တာနော်အဲ့လိုမျိုးဖြစ်တာအာဒါမှမဟုတ်ဖိုင်အောင်နေဖိုက်ရဲ့ဒီဖိုက်ရဲ့ဝမ်းမိုက်ရဲ့ဒီဒီဘက်ဒီဘက်တချမ်းပေါ့ပြောရမယ်ဆိုရင်တော့อืมထမင်းစားရပဲညာဘက်ပေါ့စူးကနေအောက်တယ်ဆိုရင်စေးုံစေးကနေလည်းပြမယ်နော်ကျွန်တော်ပြောပြီးသားအရန်တော့စုံမပြောင်းနဲ့အဲ့လိုမျိုးအောက်နေဆိုရင်အတိုက်နဲ့ပတ်သက်ပြီးတော့မှဟိုဘယ်လိုပြောရမလဲ အဋိဋ္ဌံလေးတွေပေါ့နော်အဋိဋ္ဌံတစ်ခုခုကိုဆက်ဆက်မြဲမြဲလေးဝင်စေချင်တာအဲ့လိုမျိုးပေါ့ဒီဘက်ညာဘက်ဆက်အောက်နေဆိုရင်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တနေ့ရအောင်သွားပြီးတော့တို့ရဲ့မြတ်တာတွေကိုခံယူစေချင်တာလို့ကျွန်တော်တို့အလွယ်အကူဆုံးပြောလို့ရတယ်မဟုတ်ဘူးစိတ်ထဲမှာလည်းအလိုမကျဘူးခေါင်းကကိုက်လိုက်ကိုကလည်းပုဂ္ဂိုလ်တွေတက်လှုပ်ပေးတယ်အဲ့လိုမျိုးလှုပ်ပေးရတဲ့နာဆက်ပြီးတော့မှဖြစ်လာတယ်ဆိုရင်တို့အချိန်တန်နေပြီနင်းတိုက်ကတိုက်မှာခရီထားခဲ့တဲ့အလုပ်တွေကိုနင်းလှုပ်ဖို့အတွက်အချိန်တန်နေပြီမလှုပ်နိုင်ဘူးဆိုရင်တော့အဲ့ဒီခရီတွေအတွက်နင်းဥတီဖို့အတွက်အချိန်တန်နေပြီဆိုတာသိရမယ်ဒါကအဲ့လိုမျိုးလေးတွေရှိတယ်ဆိုတော့ကျွန်တော်ပြောပြတာနားလည်မယ်ထင်ပါတယ်နော်